ကချင်ပြည်နယ်ဗမော်မြို့နယ်ကအမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ27ကိုစစ်ကူလာဖို့တဲ့စစ်ကောင်စီရဟယင်၃စီးတဲ့ကနှစ်စီးကိုပြစ်ချနိုင်ခဲ့တယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIA ရင်သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက MPA ကိုပြောပါတယ်။ဒီကနေ့မွန်လဲတနားရီဝင်းချင်ကဗမော်မြို့စကခဌာနချုပ်နာကိုစစ်ကောင်စီရဟယင်၃စီးစစ်တပ်ချိန် KIA တပ်ပေါင်းစုတွေကဝိုင်းဝန်းပစ်ခတ်ခဲ့ကြတာပါ။ဒီနေ့ညနေပိုင်းတနားရီချိန်မှာ ဘမစကခနဲ့စစ်တီဌာနချုပ်နာရမှာသူကညာပူလာတဲ့ရဟတ်ရှင်တုံးကြီးစင်တဲ့အချိန်မှာကျွန်တော်တို့ပြည်ရဲ့နဲ့တပ်ပေါင်းစုအဖွဲ့တွေဝိုင်းပစ်တဲ့ရဟတ်ရှင်တုံးကြီးအာတုံးကြီးတွေကလည်းဇီးတိသွားတာဇီးကတော့သူကမှရေးပေါ်စီလက်သွားနိုင်တယ်ရှိတဲ့နောက်သူဇီးကတော့သူကရောက်ပေါ်အတွက်တစ်ချောက်မိုင်လောက် လူတွေနေရာမှာတိုးထဲမှာတက်ကြမိလောင်သွားတာနောက်တစ်စီးကတော့ဟိုမချင်းနာနံပုံဒေတာထဲမှာတက်အဲဆင်းရဲသွားနိုင်တယ်ကိုလောလောဆယ်ကနဦးတရင်ကအဲ့လောက်ကြားပါတယ်ခင်ဗျအဲ့ဒီလိုပြစ်ခတ်ခဲ့လို့စစ်ကောင်စီရဟန်းရင်နှစ်စီထိမှန်ခဲ့ပြီးတစီကတော့ရွှေကူမှာအေးပေါ်ဆင်သက်ခဲ့ရတယ်လို့နောက်တစီကတော့ရွှေကူမရောက်ခင်မှာပဲတော်ရဲကိုပြတ်ကျသွားခဲ့တယ်လို့သိရပါဗျ။ တောထဲကိုပြတ်ကျသွားတဲ့ရဟတ်ရင်ကတော့မီးလောင်သွားခဲ့ပြီးအရေးပေါ်ဆင်းသက်ခဲ့တဲ့ရဟတ်ရင်ရဲ့အခြေအနေကိုတော့မသိရသေးဘူးလို့ဗိုလ်မှူးကြီးနော်ဘူးကဆိုပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလတုန်းကလည်းဝိုင်းမော်မြို့နယ်ထဲမှာစစ်ကောင်စီရဟတ်ရင်တစ်စီးကို KIA ကပြစ်ချနိုင်ခဲ့ပြီးနန်းဘက်ကတိုက်ပွဲမှာလည်းတိုက်လီရင်တစ်စီးကိုပြစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။